အားလုံးပဲမင်္ဂလာပါရှင်တတိယ channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံကောင်းလေးတစ်ပုဒ်ကတော့စာရေးသူမင်းဖုံးတင်ခတ်သူရေးသားထားတဲ့ကျအောင်တွင်းဆိုတဲ့ဇလံလေးရဲ့အစာဆုံးကိုတင်ဆက်ပေးမှာပါဟုတ်ကဲ့ဇလံလေးမစတင်ခင်မှာတော့ထုံစံတိုင်းပါပဲကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့ဇလံအသစ်သစ်တွေတင်နိုင်သိနိုင်ဖို့ဘေးနားရနိုဒီဘယ်လေးကိုနှိပ်သွင်းပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဇလံလေးကိုအခုပဲစတင်ကြပါမယ်ပကောယိုးမတောင်ကြီးတောနယ်ထဲမှာ ဝါခုတ်ဖို့ရောက်လာတဲ့နှွားလေးသုံးစီလူ၆ယောက်တို့ကမုံလွဲကနေနှစ်ချက်ဒီမှာတောင်ကြီးကိုရောက်လာကြတယ်။နှွားလေးတစ်စီးကိုလူ၂ယောက်ဖြစ်တယ်။သူတို့ကဝါခုတ်ဖို့အလို့ငါရူးမစီကိုစားဟုတ်စားကွက်တွေကရိယာဆောင်းလင်းစွာနဲ့ရောက်လာကြခြင်းဖြစ်တယ်။မနက်လင်းအကြီးချိန်ကရွာထွက်လာကြရမှာတောင်ကြီးကိုရောက်ရောက်ချင်းယာယီနေထိုင်ဖို့တိတ်ဆောက်ကြတယ်။တော်ရဲမှာတက်ဝါအမိုးအကာပေါ်များလှပြီးတော့လူ၆ယောက်တက်ညီလက်ညီနဲ့မခုမကက်လှုပ်ဆောင်လိုက်ကြရာ နေမဝင်လူ6ယောက်ကြဲကြဲဝန်းနေနိုင်တဲ့တဲကလေးတစ်လုံးရှုံလုံးပေါ်သွားတယ်။သူတို့6ယောက်အုပ်စုထဲမှာလူငယ်တွေကအဘလို့ခေါ်တဲ့ဥဘတူကအသက်50ကျော်သားရှိသေးတယ်။ဥဘတူနဲ့မတိမ်မရင်ကတော့ကိုဘတူလို့ခေါ်ကြတယ်။ဥဘတူကတော်တက်အတွေ့အကြုံရင်းချက်သူဖြစ်ပြီးဝါခုအဖွဲကိုဦးဆောင်လာခြင်းဖြစ်ရာသူစကားအလုံးကိုတက်တွေ့မသိလိုက်နာကြတယ်။နေမဝင်ကအမိုးကရီပြီးစီအောင်လုပ်ကြ යි ။မနေ့ပြန်မှာဝါခုတဲ့အလုပ်ကိုလုပ်ကြစို့။ကျောင်းဝေးထမင်းမြမြချက်ဟိတ် ဒီအုပ်စုမှာကျောင်းဝင်းရအငယ်ဆုံးဖြစ်တယ်။ထမင်းချက်ရတဲ့တာဝန်စကန်းကိုကြည့်ရှုရမယ့်တာဝန်ယူထားသူဖြစ်ရ။ဝါခုတ်ဖို့မလိုက်ချီ။ဥပဒုအားကိုများတင်ကိုလာတောင်းတဲ့အတူလူငယ်တွေဖြစ်ကြတဲ့ဂျီဝင်းစိန်ကလာကျောင်းဝင်းတို့ဟာအဖွဲ့တွေမှာတက်တက်ကြွကြွပါဝင်လာကြခြင်းဖြစ်တယ်။ဒီနေ့တော့တဲဆောက်ရတဲ့တာဝန်ထမင်းဟင်းချက်ပြုတ်ဖို့နေရာထိုင်ခင်ပြုလုပ်နေရသဖြင့်အားလုံးတာဝန်ကိုစီမအားလက်ကြချီ တော်ရဲမှာရက်၂၀စာခန့်ရိခါကြောက်တွေပါလာခဲ့ရာနေရာတကျစီမံထုတ်ပိုးရတဲ့ကိစ္စနဲ့နေဝင်သွားခဲ့ပြီးစိန်ကလားဆိုတဲ့ရုပ်ပေပေကောင်းလေးကတော့အရက်တွေခိုးဝှက်ယူလာတယ်သူတို့ဟာမမောပမန့်နဲ့နီးစက်ရတောင်းဟင်းရွက်တွေခုစွတ်ကတို့စီအဖြစ်စားသုံးရင်းနဲ့ညစာကိုကြက်ကြိုက်ပြီးဆုံးစီတယ်ထုံးစံအတိုင်းငပိလိန်မာချက်ငချောက်ကိုငရုတ်သေးဆက်ဆက်ဖြိုထားတဲ့ဟင်းတစ်ခွက်ကသူတို့အဖို့မြည်သည့်ဟင်းနဲ့မှမလဲနိုင်မီ မျက်ရည်ရှိရည်ရှိလာတယ်။အဲဒီနောက်ထူတဲနတ်မောင်စာပြုတ်လာတဲ့ရိုးမာရဲ့အမောင်တို့အောက်ထဲအတွင်မှာအေဂျင့်စွာခေါ်နာရင်နဲ့စကားစမိပြောနေကြတယ်။ဆင်းလေးတော့တူတော့ကွန်စားသူစားရင်နဲ့အိယာဆော့ဆော့ဝင်ခဲ့ကြတယ်။ရိုးမာအမောင်တို့အောက်စီမှာ တစားတစားမြုပ်လာပေးရ။တခါတည်းရန်မန်ဖီဟိမ့်ဟောက်လိုက်တဲ့တောကောင်ကြီးရအပငိန်သက်တိတ်ဆိတ်နေတယ်။လေးမတိုက်တည်ရွယ်မလှုပ်အောင်ပကတိငိန်သက်နေပေးရ။ကျောင်းမဲ့ပွေ အစင်းတရံကိုဖော်ဆောင်နေပြီးရဲ့ တစီစီမြည်နေတဲ့ပိုးမွမ်းကောင်ကလေးတွေရဲ့အတန်သားလေးအဆက်မပြတ်ထွက်ပေါ်နေတခါတည်းရန်အနီးနားမှာခြုံနေကမွေဆိုးတွန်တန်ထွက်ပေါ်နေတတ်တယ်။တောထဲမှာလောလောဆယ်တို့ပဲရှိမဟိ။မှတ်မိတယ်။တုံးကနှချိုင်းချူထဲပြီးတော့တစားတစားအေးစိန်လာတယ်။တေးရိပ်ဝါရိပ်စိန်စန်းရင်မြေကြောင့်ຫນွေလို့ပြ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 မဆုံနိုင်။တိတ်စိတ်မှောင်မိုက်လာပြီ။ဥပဒူကယာယီတဲ့အပြင်ဘက်ကိုလှမ်းငေကြည့်လိုက်တယ်။ နေလင်းရှိစဉ်ကအချိုးအစေအပိုင်းနေမြင့်စွာနဲ့တန်ဆာစင်သားရဲ့တောရိပ်ရှုခင်ကအခုတော့အမောင်အောက်မှာတသားရဲဖြစ်နေပြီကြီးလေရရအမောင်တို့သူတို့ရဲ့ရွာကလောကတစ်ခုလို့ဆိုရင်လူသူမဏီတောတောင်ကလည်းမြင်အပ်မမြင်အပ်တဲ့အရာတွေနဲ့ပြည့်နေနေမယ်လောကတစ်ခုဖြစ်နေမယ်တနည်းအားဖြင့်ဩဃာတာလောကပင်ဥပဒူဟာစေဘောလေးကိုတပွားတပွားရှိုက်ကဆောင်းကိုခြေပြားလုံးနဲ့အထိဆွဲပြီးတော့ခြုံလိုက်ပြီလေလူငယ်တွေကိုလှမ်းကြည့်လိုက်တော့ သုံးယောက်စလုံးနှစ်နှစ်ချက်ချက်အိပ်ပျော်နေပြီ။ကိုမြတဲ့ကိုလာတောင်းတို့ကတော့အိယာပေါ်မှာတုံလုံးလေးကအတွေးကြွယ်နေဟန်ရှိတယ်။ကိုမြတဲ့ကကုန်းဝါနေတယ်။စိန်ကလာကအရက်ခိုးတောင်းရင်းနဲ့အိပ်ပျော်သွားပြီလား။ကိုမတို့အဲ့တော်လေမနဲ့ဝါခုတ်ကွက်တွေလိုက်ကြည့်အောင်မေ။အိမ်မေကွာနည်းနည်းအေးစိမ့်စိမ့်ရှိတာနဲ့တော်ကနတ်တာဟိုလာပညဆိုတော့ပိတ်ပိတ်ပဲပြို့ခုတ်ကွက်လေရှင်းနေဟုတ်တယ်လားတောင်ဒီခုတ်ကွက်ကိုငါတကားမှမခုတ်ဘူးသေးဘူးကွာဟုတ်တယ်ဗျာ ကြည်ရတာစက်တန်းဝါးတွေများတယ်ဖြောင်းနေတာပဲဖြုတ်ကဲပါကွယ်အိတ်ကြဆုညာဒိစိန်မှုကိုတည်ဆောင်ပြီးတော့ညင်သာစွာရွေရှားနေအမောင်ထဲမှာတောပန်းတောင်ပန်းရနံ့တွေညင်သာစွာစီးမြုံးလာတယ်အတန်တတန်ခန္ဓာကိုယ်နဲ့အတိကင်းကွာချိန်မှာအာယုံထဲကိုဝင်လာတဲ့အတန်ကခန္ဓာကိုယ်နဲ့အတိပူးကပ်သွားချိန်မှာရင်ထဲမှာလှင့်ဟားပြီးတော့ကြံ့ရင်ခဲ့မှန်မိတယ်အတန်တတန်ဆိုတာကတေချာပြီးနားနဲ့ဆက်ဆက်များတေချာစွာကြားလိုက်ရတဲ့အတန်ဖြစ်ခဲ့ ကျောင်းဝင်းကအဲ့ဒီအတန်းကြောင့်အိယာကနိုးလာခြင်းဖြစ်တယ်။မျက်စီဖွင့်လိုက်ချိန်မှာပကတိအမောင်တုတိတ်သိစိတ်ပြစ်တဲ့အမောင်သူ့တကူလုံးအမောင်တုတွေမှာညဝင်ကြီးကအသက်ရှူကြလာတဲ့ကဲတို့ခံစားလိုက်ရတယ်။ဘေးပပက်လေးမှာထူပိန်းနဲ့အမောင်သာလွှမ်းမိုးနေပြီးတော့အိပ်ပျော်နေသူတွေရဲ့ဟောက်တန်အသက်ရှူတန်သာလွှမ်းမိုးနေတယ်။သူ့ဘေးမှာအိပ်နေတဲ့ဥလာတောင်းကိုစမ်းကြည့်လိုက်တော့တခုခုအိပ်ပျော်နေတယ်။ တုတ်တုံးမြပင်မလှုပ်ပေအဲဒီနောက်တစီစီမြင်နေတဲ့ပိုးပြီးရတန်တွေရဲ့အတန်သာကြားနေရတယ်။စောစောကသူကြားလိုက်ရတဲ့အတန်ကအိမ်မက်များလား။အဲဒီအိမ်မက်ဆိုရင်အိမ်မက်သေးမှ မိခလင်းမြောက်သို့မဟုတ်အထက်အတန်တွေကိုတည်တည်ချာချာနားနဲ့ဆက်ဆက်ကြားလိုက်ရခြင်းဖြစ်တယ်။မိခလင်းတွေကတစုံတရာသောအကြောင်းအရာဝမ်းသာအားရမမုန်းနိုင်မပန်းနိုင်ငင်းခုန်ပြောဆိုလာကြခြင်းဖြစ်တယ်။ကြဝင်းအားဆက်အိတ်လို့မရတော့ပဲ။ကောင်းကျင်းမှာထားတဲ့ကြေးဝါရောင်မိချစ်ကိုစံကလဲလျောင်းနေရမှအသာလူးလေထားတယ်။ ။ကောင်းရဲ့ဘက်ဝက်ကက်ကြားမှာအင်းမရရဲ့လေစိမ်းတွေဝင်လာပြီ။လဲနေရမှာထားလိုက်တော့ကြံကင်းပြင်ကတိတ်ဆိတ်တဲ့ညရံမှာကြိုးကြိုးကြွကြီးမြည်သွားတဲ့တိုင်အောင်ဘသူမှမနှိုးကြကြီး။အားလုံးပင်ပန်းကြီးစွာနဲ့နှစ်နှစ်ချက်ချက်အိပ်ပျော်နေကြရီ။အမောင်တို့အောက်နေရမှာဟောက်တံတွေထွက်ပေါ်နေခြင်းဖြစ်တယ်။တဲကလေးကယာယီတဲဆိုပေမဲ့လုံကြုံလှရီ။သူတို့အုပ်စုရဲမှာဝါထရံရက်တက်သူတောင်ပလုံးတွေရက်တက်သူတွေပါကြကတ냔ညီခင်အချိန်ကလေးမှာပင် ခိုင်ခန့်သေးသက်တဲ့ဝိုင်းကလေးတိဆောက်ပြီးစီးသွားပြီ။ကျော်ဝင်းကဝါချင်းချင်းမိကွဲ့အလင်းနဲ့နေရာကအသာထရက်ကကောင်းရင်ထည့်ရံမှာချိတ်ဆွဲထားတဲ့အိတ်ဆောင်နာကြီးအိုကြီးကိုဆွဲကြည့်လိုက်တော့မနက်၄နာရီသူတော်ဝင်ကထမင်းချက်ဟင်းချက်တောင်းဝင်ရင်းရွေးတင်ရတဲ့တောင်းဝင်၄နာရီဆိုရင်ရင်းရွေးအိုကျိုထမင်းချက်ဖို့အချိန်ကျလိမ့်ပြီ။သူအမီကွက်ကိုခေါင်းပေါ်ကိုမြင့်တင်ကနောက်ဖေးဘက်ကိုလှမ်းကြည့်လိုက်စင်မှာခေါင်းရဲ့ဘက်စီကရှောက်လာတဲ့ခြေတံတွေကိုကြားလိုက်ရတယ် ူဟာမိကွက်ကိုရောင်ရမ်းပြီးတော့မှုတ်လိုက်မိတယ်။ယူထဲမှာဒိန်းကနေသွေးခုံတုံးစောင့်တက်သွားကတဆက်ဆက်ခုန်နေ။ခြေတံကအိုးစုလိုက်ရှောက်လာတဲ့ခြေတံတွေတရိဆိုင်ရိုင်းတွေရဲ့ခြေတံမဟုတ်။ဒါဆိုလူလို့အဲ့တော့ဆိုရင်တော့တရနီကိုကက်လာတဲ့မတမသူလော်လော့ဆရာပတ်ဝန်းကျင်မှာတစ်ခုတ်ဝါခုတ်သူတွေရောက်လာသေး။ဘသူရဲ့ခြေတံလေတကယ်တော့ကျုံဝင်းကကြောက်လန့်ပြီးတော့မိကွက်ကိုမှုတ်လိုက်ခြင်းဖြစ်တယ်။ကောင်းဆောင်မင်းသမီးကချောက်လိုက်တာတော့တက်ရှင်မင်းသမီးလာပဲ။ ဟုတ်ပါကောင်းဆောင်မင်းသမီးကပြဆက်အကကောင်းအသားကပြောင်းနှန်းနှန်းပဲမဲ့အသံအသံကောင်းတော့ညီကြိုက်တယ်ပေါ့ဟေးတော်ကြစားဟဲ့အိမ်နောက်ကိုရောက်ပြီတလန်းလုံးစကားများလာကြတာတော်ရော့ပေါ့တော်ကြတော့အိမ်နောက်ကိုရောက်နေပြီကျောင်းဝင်းကအော်တကြီးတုံ့လို့သွားပြီပထမအသံနှစ်သံကမိကလေးညောင်အချီချပြောတဲ့အသံနောက်ဆုံးထွက်ပေါ်လာတဲ့အသံကယောက်ျားကြီးတယောက်ရဲ့အလုံးမကျမိတွန်တောက်တီးသံ သူတို့ဟာအနီးပတ်ဝန်းကျင်ရွာတရွာမှာအငိပွဲတပွဲကိုကြီးစုပြီးတော့ပြန်လာကြခြင်းပြီးမိကလေးငယ်တယောက်ကကြီးစုခဲ့ရတဲ့ပြဆက်ွက်တွေကိုကျင်းနဲ့တင်းတယ်မှုမရှိသေးပဲအဲ့ရပြန်စမြုပ်ပြန်လာခြင်းဖြစ်တယ်။နောက်တော့အတန်တွေရုတ်ကြီးတိတ်ဆိတ်သွားပြီလေ။ခြေတံမင်းဝေး၍ဝေး၍သွားပြီလေ။အဲ့နောက်ညာကပကတိညင်သက်တိတ်ဆိတ်သွားတယ်။အဲ့နောက်ကျောင်းဝင်းကမိခွက်ကိုပြန်ထုံးကရင်ွေးအိုးကျိုထမင်းချက်ဖို့ပြင်ဆင်ရတယ်။ ရန်ရွေးဦးတဲပေါ်မီးမွေးနေရင်မှစောစောအဖြစ်ဖြက်ကိုပြန်စင်းစားမိ၏။ညမောင်မောင်လာမိုင်မှရိုးမတော်ချမ်းကြီးတနေရာမှာပွဲကြီးမှပြန်လာတဲ့မိခလေးနှစ်ယောက်နဲ့လူကြီးတစ်ယောက်ကဘသူတွေလဲ။သူတို့ကညင်းနက်ကြီးမှမြည်သည့်အရာမှအကြောက်လန့်မရှိပဲအေးအေးလူလူစကားပြောပြီးတော့နေအိမ်ကိုပြန်လာကြခြင်း။ကြောင်မဲ့ဖွဲတော်လန်ရှုံမြောင်ခရီးကိုဖြစ်ကျော်လာကြခြင်းဖြစ်တယ်။သူလေးလာကြည့်ရတဲ့လောက်ကအနီးနားမှာလူနေအင်ကြီးရွာသိမ်းရွာငယ်ပဲမရှိ။မိုင်များစွာဝေးတဲ့တောင်ကြီးမှာတော့ ရွာရှိကောင်းရှိနိုင်နေတားလည်းမသေးကြသူရဲ့ရင်ထဲမှာဗဟေကြီးတွေနဲ့ရှုပ်ထွေးလေးလံသွားတယ်မနေ့ကမှဥပဒူကိုမေးမြန်းကြည့်ရမယ်ဥပဒူကတော်တွင်အထွေကျုံပြေးွားတဲ့တက်ကြီးတရားမဟုတ်လားဒါပေမဲ့ကျဝင်းရဲ့ရင်ထဲမှာပဲ့တင်ထက်ကကြံ့ရင်ခဲ့တဲ့ယောက်ျားကြီးရဲ့စကားကစွန့်ထင်းကြံ့နေလေတော်ကြစမ်းဟဲ့အိမ်နောက်ရောက်ပြီကျဝင်းကမိဖို့ကမင်းညုံဝဝရီရဲ့ရင်းရံကြီးတဲ့ကောက်ွက်ကိုကြည့်ရင်းနဲ့ပခုံးကိုတက်ချက်တွန့်လိုက်တယ် ။အဲ့ဒီအချိန်မှာအိပ်ပျော်နေတဲ့လူအုပ်စုတွေကချောင်းဟန်တန်းကိုကြားလိုက်တယ်။အဘတို့နိုးပြီလားဗျ။အေးကွာကျောင်းဝင်းရ။ဥဘတို့ကကျောင်းဝင်းစကားဆုံးတဲ့အခါစားလက်စားထမင်းကြော်ကိုမစားတော့ဘဲဇွန်းကိုအသာချကာစိုက်ကြည့်နေတယ်။ကိုမြတင်းကဆေးပေါလိတ်ကိုခက်ကြမ်းကြမ်းတစ်ချက်ရှိုက်ကာပြုံးစီစီမျက်နှာနဲ့ဟာကောင်ကျောင်းဝင်းမင်းနေမကောင်းရဲ့လား။ကောင်းပါရဲ့ဗျ။မင်းအိမ်မက်မက်နေတာနေမှာပါကွာ။ကျောင်းဝင်းကမျက်မှောင်တစ်ချက်ကြုံပြီးတော့ဥပဒုကိုငေးချောင်ကြည့်မနည်း အဖရေကျွန်တော်ကပထမတော့ငါအိမ်မက်မနေရများလားမသိဘူးဆိုပြီးလန့်လို့သွားတာ။နာယောကြီးလိုက်တော့၃နာရီမကတော့ဘူး။ပဝင်းချင်းမှလည်းမှောင်ပိနေတာပဲ။ကြောက်စရာကောင်းအောင်တိတ်ဆိတ်နေတာပါ။ကြည်ဝင်းနဲ့စင်ကလာတို့ကအာကိုရမလားမှတ်တယ်။အိမ်နေလိုက်တာများအဖရေဟောက်တောင်းနေတယ်။မင်းကဘလို့ကြားလိုက်ရတာရောကွာ။ကိုမြတင်ကအဲ့လိုဝင်းမေးလိုက်တယ်။ဒါနဲ့ခမေးိုးတဲပေါ်မိကျရှာမိခွက်ထုံးနေလို့ရှိသေးတယ်။ကောင်မလေးညောင်ရဲ့အတန်ကိုပြန်ကြားရတော့တာပဲ။ ကျွန်တော်အိတ်နေတဲ့ကောင်းရင်ဘက်ကကြားနေရတာပွဲကြီးကပြန်လာတာမှတ်တယ်မင်းသားမင်းသမီးအကြောင်းပြောပြီးတော့ရယ်လိုက်မော်လိုက်ပြန်လာကြတာဒါနဲ့သူတို့နဲ့ပါလာတဲ့လူကြီးတယောက်ကအိမ်သားရောက်နေပြီတိတ်ကြတော့ပြောမှငြိမ်သွားကြတာကျွန်တော်နားနေတတိချာချာကြားလိုက်ရတာပါခြေတန်းအောင်ကြားလိုက်ရသည်ဥပဒူကခေါင်းကိုတက်ဆက်ဆက်ညှိနေလေကိုမြတဲ့ကိုတက်ချက်ကြည့်တော့လှမ်းကြည့်လိုက်သည်ဒီကောင်လေးကြောင်ဝင်လိညာလို့ပြောမယ်အစားရေကတော့မဟုတ်သွေးလေးချောက်ကြပြီးတော့ကြောင်ကတန်းပြောမယ်အစားရေကမပါ သူမြင်ကြရတာကိုအမှန်ပြောပြနေခြင်းဖြစ်ပေလိမ့်မယ်။မင်းတကယ်ပြောတာနော်။တကယ်ပါဦးမြတင်ရာကျွန်တော်လင်ပြောပါမလား။ဥပဒေကခြားထားတဲ့ထမင်းကြော်ပကံကိုပြန်ယူတယ်။တော်ကြီးတောင်ကြီးထဲမှာစမ်းကြတဲ့အရာတွေရာရှိရယ်။တော်စီတောင်စီဆိုတာအလကားမဟုတ်ဘူး။သူ့နေရာနဲ့သူကတော်ချောက်တော်မောက်တာတွေလည်းရှိရယ်။ကိုဘက်ကမမားဖို့စီကန်းကိုလိမ့်နာဖို့လိုတယ်။မြင်အပ်မမြင်အပ်တဲ့အရာတွေရှိတယ်။ဖရာတရားမမေ့ကြနဲ့။ပါလဲတော့ငါလဲတက်အပ်သေးချာမသိသေးဘူး။ တရီဝရီယာနဲ့နေဒီညအစပြီးတော့မီးဖို့ထားတာကောင်းလိမ့်မယ်ထင်တယ်။မီးရောင်ရှိတော့တောကောင်တွေလည်းမလာရင်မကက်ရဲကြတော့ပေါ့ကွာ။ဒီတော့ကတပုံတကံတမရတော့မရှိဘူးကွာ။တို့လိုတော်တက်တဲ့လူတွေတော့ရှိတယ်။ရှိရင်အသိပေးကြ။အမှတ်သားထားခဲ့ကြတာကြီးပဲ။ကဲညတင်မင်းတဲဆောင်ဒါရီသွေးဖို့ရှိတယ်မလား။ဒါသွေးထားနဲ့အာကျော်ဝင်းကိုခေါ်ပြီးတော့ဝတ်တော်ဘက်ကိုလှည့်ကြည့်အောင်မေး။တော်လေးကိုပါတူကျုံလို့စရာရှိသေးတယ်။ကြည်ဝင်းနဲ့စင်ကလာကတော့စောစောကလေးကထွက်သွားကြပြီ။ကဲကဲ ထမင်းကျော်စားလိုက်အောင်မေကျောင်းဝင်ငါနဲ့လိုက်ခဲ့ဟုတ်ကဲ့ပါနေထွက်တာနဲ့တရိษံကလေးတွေရဲ့တုံတန်းဘာသာဘာဝအုံမြင့်တန်တွေကနေရအနှံ့မှာထွက်ပေါ်လာတယ်ဥပဒုနဲ့ကျောင်းဝင်ကကိုင်းခုတာကိုစီကမ်းပြီးတော့တော်ရဲကိုဝင်လာကြတယ်ကျောင်းဝင်ကလုံကြီးအဟောင်းတစ်ထည်ကိုဆက်လွယ်တမ်းပြီးတော့စားလို့ရသမျှဟင်းရွက်ဟင်းသီးတွေကိုခုဆွတ်တယ်စူပောက်ကင်းမုံကြောင်ရှာစားတဲ့အသီးရွက်တွေကသူတို့အတွက်လုံလုံလောက်လောက်စားတော့ရမယ်တောင်ဟင်းရွက်ဟင်းသီးတွေပဲမဟုတ်ပါလားဟင်းသီးဟင်းရွက်ကလည်းပေါ်မှာပေါ့ ဝါးရီကလည်းဖျောက်နေတာပဲခုတ်လို့တော့နိုင်မှာမဟုတ်ဘူးကွာဟုတ်တယ်ပါကဲခုတ်ကွက်တွေလည်းတွေ့ပြီတဲယုခဏပြန်ကြဆိုအဖရေအဲ့ဒီအချိန်မှာမနက်9:00နာရီခန့်ရှိပြီအပြန်မလာလန်းအတိုင်းမဟုတ်ပဲတောင်ကုန်းတစ်ခုဖြတ်ကလမ်းတစ်ကပြန်လာကြခြင်းဖြစ်တယ်သူတို့ယာယီဝါးတဲကလေးဟာကញင်ပင်ကြီးအောက်မှာရှိတယ်ကញင်ပင်ကိုလှမ်းမြင်ကြီးရတယ်အဖဒီလမ်းဟာရှင်းတယ်နော်တော်လန်ဖြစ်နေတဲ့ချင်းချင်း တနေရာမှာခြုံပုံပူပူကလေးတွေဝင်းရံထားတဲ့မြေကွက်လက်တစ်ခုကိုရုတ်တရက်တွေးလိုက်ကြတယ်။ပေး20တာသာအပြောင်ရှင်းတဲ့မြေဝိုင်းကလေးဖြစ်တယ်။မြေပြောင်ပြောင်ကွက်လက်ကလေးထဲမှာမြည်သည့်တိရွယ်ချောင်းအမိုက်တရိုက်တွေမရှိပဲလက်တလောမင်းနေပိုင်းအတွင်ကမှရှင်လင်းတုတ်တင်ထားတဲ့ကဲတို့ပြောင်ရှင်းနေခြင်းဖြစ်တယ်။အရိယချက်ကထူးဆန်းလာတယ်။ဂျင်းငတ်တွေရဲ့အော်တန်ထွက်ပေါ်လာတယ်။ဥပဒုနဲ့ကြောင်ဝင်းကတရားမျက်နှာတရားကြည့်ကအတန်ကြာမှငေးမောနေကြတယ်။ရှေးကမလျှောက်ကြသေး။ရက်တန်ငေးမောနေမိကြတယ်။ ထူးဆန်းနေဘသူလောင်ရှင်းသွားရလဲမသိဘူးជីဝင်းတို့ဒီဘက်ကိုလာကြတာမဟုတ်ဘူးသူတို့အားလုံးကအရှိတ်ဘက်ကိုစုပြုံသွားကြတာជីဆန်းထူးဆန်းနေဟိဒါတခုခုပဲကွာကြောင်းဝင်းရသူတို့နှစ်ယောက်ကအမှန်သာပြင်ကဲသူပြောင်းလဲမှချက်ချုံးဝင်နေတဲ့မြေပြောင်ပြောင်ကလေးရဲ့ဘေးမှာဇဝေဇဝါနဲ့ရက်နေကြတယ်ဒီလိုတောခေါင်ကောင်ရှုပ်တွေးလာတဲ့နေရာမှာအမိုက်ဆန်ကြီးတမင်းမှမရှိပဲပြောင်းရှင်းနေတာထူးဆန်းနေအင်းတခုခုတော့တခုခုပဲဟိတ် ဥပဒူဟာမြေဝိုင်းကလေးကိုလှက်ပက်ကြည့်ရှုနေတယ်။စေတင်းတေချာစွာစစ်စေးနေခြင်းဖြစ်တယ်။ကျောင်းဝင်းအားမရောက်မလဲရက်နေတဲ့မြေဝိုင်းကလေးရဲ့တဏှာမှာဥပဒူဟာတစုံတရာကိုတွေးရှိသွားဟန်နဲ့ထိန်ချလိုက်တာကိုတွေ့လိုက်ရတယ်။ခဏကြာတော့ကျောင်းဝင်းကိုအေးအေးတကြီးလက်ရက်ခေါ်တယ်။ကျောင်းဝင်းဒီလိုလားခွ့ကျောင်းဝင်းအားပြောင်းရှင်းနေတဲ့ကွက်လက်ပြင်ကိုခက်ဖွားဖွားမဟုတ်မရေနေကဥပဒူစီကိုရှောက်လာတယ်။ဟေးကျောင်းဝင်းရှောင်းလို့မှမြေပြောင်ပြောင်ပေါ်တရေထွေးမချလိုက်နဲ့။ အဲ့လိုပြောကမှကြော်ဝင်ပို့ပြီးတော့လမ်းပြန်သွားတယ်။ဒီအဖိုးကြီးဘာရီပြောနေပါလိမ့်။ဒီမှာကြည့်စမ်းမထူးဆန်းဘူးလား။ဥပဒေပြတဲ့အရာလေးကိုကြည်လိုက်တော့မြေကျွတ်တွင်ပေါက်လို့တွင်ပေါက်ကလေးကိုတွေးလိုက်ရတယ်။တွင်ပေါက်ကလေးကကွက်လက်ရဲ့အစုံးမှရှိပြီးတော့ဆက်ရဲ့ဖောက်ထားတကယ်သို့ဝိုင်းဆက်ညညာကချောင်းမြုံနေတဲ့တွင်ပေါက်ကလေးတပေါက်သာဖြစ်တယ်။ဝိုင်းဆက်နေတာပဲဗျ။လှလိုက်တာ။ဘာလို့ကြလဲမသိဘူးပါ။တော်မကန်နဲ့အန်ရဲပဲ။ဗျာဒီလောက်ပြောင်းချုံလာပါတဲ့ပစ္စည်းလေးကအန်ရဲရှိတယ်ဟုတ်လား။ ကျောင်းဝင်းအားရောင်ရမ်းပြီးတော့ထန်ညရာမှာနောက်ကိုတက်လန်းစာများရွှေ့လိုက်တယ်။လူသူမဏီတောတောင်ထဲမှာဒီလိုမြေပြောင်ပြောင်တွင်ကလေးလှလှကအဲ့ဒီရဲ့အကြီးဆုံးမော့ကွေဒီလိုကောင်းလေးရမနက်လင်းအားကြီးအချိန်မှာလူကလေးတွေ့ကြုံလိုက်ရတဲ့ခြေတံတွေကောင်မလေးတွေရဲ့စကားပြောတံတွေကိုဆက်ဆက်ပြီးစဉ်းစားနေတာကွာ။ဒါကြက်တွင်ကြက်တစီတွင်နေတဲ့ကြက်အောင်တွင်ခမညာကျောင်းဝင်းအားရောင်ရမ်းပြီးတော့မတ်တက်ရက်လိုက်တယ်။ တွင်းပေါက်ထရာတစုံတစ်ခုထူးဆန်းတဲ့အရာတစ်ခုထွက်ပေါ်လာလိမလားလို့စကြည့်လိုက်ကြ။အစွယ်ပြူးပြူးနဲ့တစေတကောင်လား။ဒါမှမဟုတ်ပုံမြင်လေးကအုပ်ဆက်ဆောင်မှချော့ချော့ကလေးများတချင်းတီပြီးတော့ထွက်လာလိမလား။ဒါမှမဟုတ်အာလာဒင်စီမီကွက်ထရာလို့ဘီလူးဝဝတကောင်များထွက်ပေါ်လာလိမလားလို့အတွေးပေါက်ပြီးတော့အလန့်တကြားစောင့်ကြည့်လိုက်ခြင်းသာဖြစ်တယ်။ဒါမှမည်သည့်ထူးထူးဆန်းဆန်းတရဝါမှထွက်ပေါ်မလာပြီ။မည်သည့်အရေးရာအငွေအသက်မှမမြင်ရပါဘူး။ ။တရဖိုးကြီးတောင်းတဲ့ထဲမှာလူငယ်တွေကိုတမင်ခြောက်လန့်အောင်ခြောက်လန့်နေရလား။ကဲပါကွယ်။တို့လည်းတို့လောကမှာအေးအေးချမ်းချမ်းကြီးပါစေ။လွတ်လွတ်လပ်လပ်နေပါစေ။သွားပြီးမနှောက်ရှက်ပါနဲ့။ကြဝင်းအားတိတ်တော်ကျင်းတဲ့ပုံမပြပေ။အချိန်ရမှနောက်တစ်ခေါက်လာပြီးတော့တို့ကိုအကျွေးမွေးလေးလုံးဝမေးကွ။ဘာရီများကြွေးရမှာလဲအဖ။တော်စီကန်တောင်စီကန်ရထမင်းဟင်းချက်ပြီးဖက်ရွက်နေပုံပြီးတော့စတိတဘောမျိုးကျွေးမွေးမှာပါကွာတိတ်ပြီးကတိကထမများလာပါဘူးကဲလာကွာပြန်ကြစို့ တို့နှစ်ယောက်ကနေရာကိုတတ်မှတ်မှတ်သားကတဲကိုပြန်လာတယ်။သူတို့တော်တက်ချင်းအတိတ်ကဝါခုတ်ဖို့သာဖြစ်တယ်။ဝါခုတ်ခြင်းလုပ်ငန်းကိုစတင်ရပြီတော့မေ။ခဏကြာတော့ဦးမြတင်နဲ့ဥပဒူထွက်သွားတယ်။ကျော်ဝင်းကတော့ထမင်းဟင်းချက်ပြုတ်ဖို့နွားရီအစာကျွေးရေတိုက်ဖို့ပြင်ဆင်ရတယ်။အဲ့ဒီနေ့တနေ့လုံးလက်လန်းမိသမျှဝါခုတ်ကွက်တွေရှာပွေကအသီးသီးတောင်ဝင်ယူပြီးတော့ခုတ်ကြတယ်။ဂိုင်းပြားဂိုင်းနားတွေရှင်းကြတယ်။လဲလန်းနဲ့အနီးဆုံးနေရာကိုသိကြတယ်။ ညနေစောင်းမှာဥပဒူကကျဝင်းကိုခေါ်ကမနက်ပိုင်းရတွေ့ခဲ့ကြတဲ့ကျက်တွင်းကိုတက်ခေါက်ထက်သွားတယ်။ဒီတကားတော့အစာအုပ်စားပြအင်ပန်းနဲ့ထုတ်ယူလာတဲ့ထမင်းနဲ့ဟင်းတွေဗန်းနဲ့တည်ယူသွားကြတယ်။ကဲအနေရဲ့ကင်းဘေးကင်းတွင်းအောင်ကျက်တွေကိုကျွေးကြရအောင်။သူတို့ကမြေပြောင်ပြောင်တွင်းပေါင်အနေမှာအင်ပတ်ထဲကိုထမင်းဟင်းတွေထည့်ပြီးတော့မမြင်အပ်တဲ့ပုံကိုယ်တွေကိုပင့်ဖိတ်ကျွေးမွေးကြတယ်။တဲဆောင်ကျဝင်းကလွဲပြီးတော့ကျန်တဲ့သူတွေဝါခုတ်ကွက်တွေကအတိအသေးနေရာယူကြကလုပ်ငန်းခွင်ဝင်ကြတယ်။ ဥပဒေများတဲ့ဂျီဝင်ကခုတ်ခွက်တစ်ခုထဲမှာဝိုင်းခုတ်ကြတယ်။ကျန်တဲ့ခုတ်ခွက်မှာဥလာတောင်းတဲ့စိန်ကလာအရင်ညနေခင်းအထိဝါခုတ်ကြတယ်။ဝါခုတ်ရမှာအသက်အနည်းများလာတယ်။ဝါခုတ်မကျွမ်းခြင်းမှာကမတော်တဆဝချွန်ထိုးမိပြီးတိတ်ကြတယ်။ညနေစောင်းမှာဥလာတောင်းတဲ့စိန်ကလာတို့ခုတ်ခွက်ကဝါရီရှင်းလင်းတန့်စင်နေစင်းမှာစိန်ကလာကဥလာတောင်းကိုခွင့်ပန်ပြီးတော့တဏှာကိုထွက်သွားတယ်။စိန်ကလာကအခုတော်တဲ့ဝါခုတ်အဖွဲ့ရိအုပ်စုမှာလူငယ်မကလူကြီးမမီတဲ့စကောစကားအရွယ်သားဖြစ်တယ်။ ။တရွာလုံးမှာအရက်တောက်ရမှာစမ်းမတူနှစ်ယောက်မရှိအောင်အတောက်ကျန်းသူဖြစ်တယ်။ကျန်တဲ့လူငယ်တွေအရက်နဲ့မကင်းကြပေမဲ့စိန်ကလားလို့ခုံခုံမင်းမင်းဆွဲဆွဲလန်းလန်းတော့မဟုတ်ကြပါ။အခုလိုတော်တဲ့ကာလမှာအရက်ကိုအားလုံးမတောက်ကြတာမှာတရွာလုံးတတိပေးစရာမလိုပြောပြစရာမလိုတဲ့စီကံချက်တစ်ခုဖြစ်တယ်။တော်ရဲတောင်ထဲမှာအရက်သေးစားတောက်စားခြင်းနဲ့မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပေါ်တယ်လို့တော်တက်စဉ်အရက်သေးစားသားကြီးငါကြီးရှောင်ကျင်တာကအကောင်ဆုံးနဲ့အနည်းအကင်းဆုံးဖြစ်ပေတယ်။ အခုလဲစင်းကလာကဥလာတောင်းကိုပြောပြီးတော့တောင်းကြီးရွာတိရွာကိုအရက်ရှာဒါမမဟုတ်အရက်တောက်ဖို့ထွက်ခွာသွားခြင်းဖြစ်တယ်။စင်ကလာကတခုတော့ချင်းချက်ရှိတယ်။အရိယာကသူတကာထပ်ပို့ပြီးတော့အလုံးလုံးနိုင်ခြင်းအပင်မန်းခံနိုင်ခြင်းတာမန်ထွားခြင်းခြင်းဆိုတဲ့ဝိသေသကုံတွေပင်ဖြစ်တယ်။ဥလာတောင်းကလည်းဝါခုတ်ကျန်းကျင်လာတဲ့သူတို့နှစ်ယောက်ရဲ့ထူးခြားစွမ်းရည်ကိုဥပဒုလိုရှင်းလို့မရခြင်းပဲ။ဥလာတောင်းကစင်ကလာတောင်ကြီးထွက်သွားကြရအောင်အလုလက်စာတက်ပြီးတော့တဲရှိယာကိုပြန်လာတယ် ဥပဒုလိုအုပ်စုဝင်၃ယောက်ကတော့လက်စာမတက်နိုင်သေးညနေ၃နာရီပင်ကြော်ပြီးပါပဲဖြစ်ဖြစ်လက်ကျန်အပင်၁၀ပင်အုပ်စုကလေးခုတ်ထွင်းပြီးရင်တော့လက်စာတက်လာပြီးအချိန်၃နာရီဆိုတာကတော်ရဲတောင်ထဲမှာလှင်းမြန်စွာအမောင်ရောက်တတ်တာကတမကြပင်ညတဲ့နဲ့မောင်ကြီးဝင်ဒီပင်စုကလေးခုတ်ပြီးလက်စာတက်ကြဆိုကွယ်လင်းလုံးမရှိပါသေးတဲ့အပိုင်အေးကွယ်တဏီကုံခုတ်နေရလားနောက်နေ့တွေလည်းရှိပါသေးတယ်လောဘမကြီးစမ်းပါနဲ့ ကြည်ဝင်းအားဂိုင်းပြာကဏ္ဍတွေရှင်းလင်းခဲ့ရကပင်လောဘမကြည့်ပါဘူးအဘရဲ့မြ мян ခုတ်တာတော့နောက်နေတွေသိရတာပေါ့ဒါတော့လေဒါပေါ့ကွယ်စကားသံတွေတိတ်ဆိတ်သွားကြတယ်အဲ့ဒီအခါခဝေဝေကောင်းခင်ရမှာငှက်တကောင်အနည်းရှိကညင်ပင်မဟုထိုးဆိုင်လာနာကချက်ချင်းပင်ခီးကနေအလန့်ကြကြအော်ပြီးတော့ပြန်သွားတယ်ဟာဒီကောင်မဖြစ်တာလေငှက်ကားထင်နေဦးမြတင်ကလှမ်းကြည့်ရင်လည်းအဲ့လိုပြောလိုက်တယ် ဥပဒူကပြန်ထွက်သွားတဲ့ငှက်ကိုကြည့်ပြီးတော့တစုံတရာပြောဖို့အားယူလိုက်စင်မှာနားရဲကိုလေတိုးတန်တယ်လို့သိရွက်တွေတပြောပြောမိတယ်လို့လို့အတန်တန်ကြားလိုက်ရတယ်။ဥပဒူကခုတ်လက်ဆကိုရက်တန်ပြီးတော့အတန်လာရာကိုနားဆွင့်နေလေတိုးတန်လို့လို့သိရွက်မိတယ်လို့လို့ကစကားပြောတမ်းမှန်သတိပြုမိလိုက်တယ်။ဥပဒူရဲ့ရင်ထဲမှာဖျံကနေတုန်ခါသွားတယ်။ကိုမြတင်ကိုလှည့်ကြည့်လိုက်တော့ဥပဒူနီးတူပင်ဓာတ်ကိုကန်လျက်အတန်လာရာကိုလှမ်းကြည့်နေတယ် ကြည်ဝင်းကဘာမှမကြားရသလိုအလုတ်ကိုဆက်လို့မြင်လုံနေလေဘာတန်းလဲဗျမသိဘူးမင်းရောဘာကြားလိုက်သလိုစကားပြောတယ်ဗျကိုဘတူကဟုတ်တယ်စကားပြောတယ်ကွာတယောက်ကတယောက်ကိုပြောနေရဲ့အခြေချမျိုးထူးဆန်းနေငါတို့နားကြားမလွဲပါဘူးနော်နှစ်ယောက်တောင်ကြားတာဗျအနာကပ်ပြောနေသလိုပဲတရေချောက်တာလားဥပဒူကပစိုးကိုပြင်ဝင်လိုက်တယ်ကဲအတန်းကြားတဲ့စီကိုလိုက်ကြည့်ရအောင်ဟဲ့ ကိုမြတင်ကနှစ်ကြိမ်မခေါ်ရရှေ့ကိုခြေတလန်တွလိုက်ကင်ဝယုံစက်ကပြုတ်ဥပဒူကလူငယ်တယောက်ပမာရှေ့ဟာစိုးစိုးဆက်ဆက်ထွက်သွားတယ်ကိုမြတင်ကသူ့နောက်ကလိုက်သွားတယ်ကြည်ဝင်းဟာမရင်မိသူ့လို့သူဆက်လုံနေတယ်အဘသူတို့ဝယုံစက်ကိုရောက်တော့စိုးစိုးဟာစကားပြောတန်ရက်သွားတယ်အတန်ပြုတ်သွားပြီကွာမြတင်ဟုတ်တယ်ချက်ချင်းပြုတ်သွားတာစကားပြောတန်မှာစကားပြောတန်ပြီပြီတက်တာဗျာ သူတို့နေအောင်ဆူဆိုင်နားထောင်နေစမှာရုတ်တရက်စကားပြောတံပေါ်လာပြန်နေဒီတကားစကားပြောတံကဝေယုံပင်နဲ့ဝါတရိုက်ခန့်ရှိကက်စီနင်းခြုံဆက်ကထွက်ပေါ်လာခြင်းပဲကိုမြတဲ့ကအတန်ကြားရကိုလွှာကနေပြီးကခြုံပေးပက်လေကိုငုံရှာရီအရေးအယောင်များပင်မရှိတာသာမကစကားပြောတံပင်ထိတ်သွားရီသူတို့နေအောင်ကတရားမျက်နာတရားမေးဆက်ပြရင်နဲ့တစီ၆ပြီးထွန်းနေဥပတူတိတ်သေးကြတာပေါ့ကွာတောတောင်တွေမှာလူမမြင်ရပဲစကားပြောတံတွေအနိကဲကြားနေရတော့ တစီချက်ပြီးပေါ့ဟာအဲ့ဒီကယောက်ျားမိန်းမအုပ်စုရဲ့စကားပြောတဲ့ဘလုံးပထွေးတွေကရှိုကလေးကထွက်ပေါ်လာတယ်ရှိုကလေးကဥပတူတို့ရက်တန့်စကားပြောနေတဲ့နေရာနဲ့ပေ30မြမဝေးပြီသူတို့ငုံကြည့်လိုက်တော့စကားပြောတဲ့တီတိုးတန်တွေထွက်ပေါ်နေခြင်းဖြစ်တယ်လူမမြင်ရဘသူမှမရှိရဲတန်တွေပင်ပါလိုက်သေးတယ်ကိုမြတင်ကဥပတူကိုအံ့ဩတကြီးကြည့်နေမိတယ်စကားမစွန့်နိုင်ကျုပ်တို့တရေမာတွေတရေချီတွေအယူလုံးနေတာပြော အဲ့ဒီအခါဥပဒူကပြပြသလဲလက်ကပြရီဟန်တားလိုက်ခြင်းဖြစ်တယ်။ဟေးဟေးမပြောနဲ့ကွယ်။တို့ဟာတို့ပိုင်းတဲ့ထဲမှာအလုလာလုံနေကြတာ။တို့နဲ့ဆန့်ကျင်မယ်မလုံမိစင်နဲ့။အဲ့လိုပြောလိုက်တော့ကိုမြတင်ကငြိမ်သက်သွားတယ်။ပြန်ကြမယ်ဥပဒူ။ကြက်သိန်းတွေထလာပြီပြို့။ဟုတ်တယ်ပြန်ကြစို့။ဥပဒူကပြန်ဖို့ခြေလန်းကလန်းနောက်ကိုဆုပ်လိုက်မိစဉ်ကပုံစာရင်းမှာထည့်ထားတဲ့မိချစ်ကပြုတ်ကျသွားတယ်။ကပုံစာတွေကလျှော်ပြီးကျသွားခြင်းဖြစ်တယ် ကြကြချင်းငုံပြီးလှမ်းဖမ်းလိုက်ပေမဲ့မမိလိုက်ခြေတော်အောက်ရှိ မြေကျစ်စာကဲနှစ်ခုကြားကိုဝင်သွားခြင်းဖြစ်တယ်။ဟာဒီမြေကျစ်နဲ့ကွယ်ဘလို့များကြားရပါလိမ့်အရေးတဲမမြေကျစ်ကအဖျားကလေးကိုပင်ကျစ်စာကဲကြားမှာညံ့နေတာကိုလှမ်းမြင်နေရတယ်။ဘာသူကငုံကကျစ်စာကဲကိုလှမ်းပြီးတော့ကြည့်လိုက်တယ်။အစုံကလေးကိုပင် မြင်နေရတဲ့ကျေးဝါရောင်မြေကျစ်ကလေးမတွေ့ရတော့ဖရားကြီးခုပဲကြခုပဲညီနေရတယ်မြေကျစ်ညစီရှိမှတင်ပျောက်ချင်းမလားပျောက်ရပါကော ဥပဒေအရတချက်များညင်းညူကအောက်ခြေရှင်းရှင်းလင်းလင်းကလေးပဲရှိတဲ့မြေကျစ်စာကဲကိုကွဲကြည့်လို့မတက်လှန်လို့ရှာပြီးတယ်။ဦးမြတင်ကပါခွမ်းကူရှာပြီးတယ်။မျက်စီရှေ့တွင်ပြာကျေးဝါမိကျစ်ကလေးကမျက်မှောက်ရှိမှတင်ပျောက်ချင်းမလားပြက်ခွေသွားလိမ့်ပြီ။အတောင်ပေါက်ပြီးတော့ငှက်ပမာပြန်ထွက်သွားလိမ့်ပြီလား။ဒေါသထွက်เสียကွာ။ဘဲမှာခြေထောက်ပေါက်ပြီးတော့ဒီမိကျစ်ကပျောက်เสียမရှိဘူးဟာ။ငါနဲ့နော်စမ်းချင်လာပါပြီ။ကဲပါကွယ်နောက်မှထက်ရှာတော့မယ်။ ဥပဒေအားစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့မချိကျင်ခဲ့မကြေမနက်နဲ့ရှာဖွေမှုကိုရပ်လိုက်ပြီးတော့တဲရှိရာကိုပြန်လာတယ်။လမ်းလျှောက်ရင်းနဲ့ကိုမြတင်ကမျက်လှည့်ပြလိုက်သလားမှတ်တယ်ဗျာ။အဲ့ရောပဲ။နောက်တနေ့မနက်၈နာရီမထိုးမီမှာကျော်ဝင်းကလွဲပြီးတော့အာလုံခုတ်ခွဲအသီးသီးကိုရောက်ရှိသွားကြတယ်။အသက်ကြီးရင်လာပြီးဖြစ်တဲ့ဥပဒေကပေါ်ပါတဲ့အလို့တွေကိုသာတနိုင်တစ်ပိုင်းလုံနိုင်နေ။ကိုင်းဖျားကိုင်းနာဖြတ်ခြင်းအမိုက်တွေစုပုံပေးခြင်းစတဲ့အလို့တွေကိုသာလုံနိုင်တော့တယ်။ ဥပဒူဟာဝဘိုးဝါတပင်ခေါ်ပြီးတော့ချွေးတုံနေတဲ့ကိုမြတင်ကိုလှမ်းပြီးတော့စကားပြောမိတယ်။မြတဲ့မင်းတို့ကအန်ဝေါ်စီဟာခေါင်းနဲ့ကိစ္စတခုပြောပြမယ်။ကိုမြတင်ဟာဝါခုတ်သားကိုတင်းငုံစုံပေါ်ကိုအသာချလိုက်တယ်။ပြောလေကိုဘတူဒီလိုကမနေ့ညနေကမိချစ်ပြောက်သွားတဲ့ကိစ္စကမိချစ်ကကိစ္စပြလို့ဖြစ်သွားတာလား။ဥပဒူဟာခေါင်းရံပြလိုက်တယ်။မပြဘူးဟေကောင်။ညာကအိမ်မက်မက်တယ်။အသက်၄၀လောက်ရှိတော့မယ်လူကြီးအောင်ကွာ။ တိုးတဲပဝါကိုရောက်လာတယ်။ပြီးတော့ငါ့ကိုခမားကျုပ်တို့စာဥစာပြလာကျွေးရကျေးဇူးလဲတင်ဝမ်းလဲတာရဲ့ဗျာ။ကျုပ်တို့ဒီလိုစာဥစာပြလာကျွေးကြတာကြားပြီပြုပြီးတော့သားဆိုသားစင်ကလေးတွေလည်းကြုံလုံးစားကျင်တဲ့ဗျ။ဝမ်းရွေးကလေးစားပိုကြိုက်တယ်ဗျာ။အော်ဒါထက်ခမားရဲ့ကျေးဝမိချစ်ကလေးမပြောက်ပါဘူးဗျာ။ကျွန်တော်ခမားကိုခင်မင်းလို့ကြည်စားတာပါ။မပြောက်ရပါဘူး။စိတ်ချပါ။ကျုပ်ပြန်ထားလိုက်ပါပြီ။ခမားလှမ်းပြီးရှာခဲ့တဲ့မြေကျစ်စားကဲအပေါ်မှာ ကျုပ်ပြန်တင်ထားလိုက်ပါပြီ။မနေ့ကျတော့သွားယူလိုက်ပါ။ဒါပါပဲဖြူလို့ပြောပြီးတော့ပျောက်သွားရောကွ။အေးမနေ့ကျတော့ခက်စောစောသွားယူလိုက်ဖို့အိယာထထားချင်း။မနေ့ကပျောက်သွားတဲ့နေရာကိုကမန်းကနေသွားရှာလိုက်တော့ဟုတ်တယ်ဟေ။ငါမိကျစ်ကလေးမြေကျစ်စာခဲ့ပေါ့အပေါ်ဆုံးမှာအစင်းသိမ့်မယ်တွေ့ရတယ်ဟေ့။ကိုမြတင်ကငေးနေတယ်။တော်တော်စမ်းကြည့်တာပဲ။ဟုတ်တယ်။ကြက်တွေကနောက်ပြောင်ထားတာပေါ့မြတင်ဟာ။သူတို့ဒီပန်ဝင်းကျင်မှာရှိနေတယ်ဆိုတော့လေပြတ်တာပဲမဟုတ်လား။ ဟုတ်တာပေါ့မြတင်ဟာ။အော်ဒါထက်ကောင်လေးတွေကိုလည်းတတိပေးအောင်ဟိ။မူမူနဲ့ဆဲတာဆိုတာတွေဆင်ကျင်ကြဖို့။ကျွန်တော်လည်းပြောထားပါရဲ့ကိုဘတို့။ခိုးကြောင်ခိုးဝဲနဲ့အရက်တောက်လာတော့မတက်နိုင်ဘူးလေ။စုံမာတာပါပဲဗျာ။ပြောလို့မှမရတာ။ခြုံထဲမှာပလင်းတွေဖွက်ထားသေးတယ်။နောက်နေ့ရက်ဆိုရင်လိုအပ်သမျှဝါးရည်အတွက်ပြေတော်မှာဖြစ်တယ်။အိမ်ပြန်ရက်နီးလေးအားကျူးခွန်ဆိုင်အလွတ်လွတ်ကြလေးဖြစ်တယ်။ပါလာတဲ့ရိတ်ခါတွေကလည်းတိုင်းထွာယူလာတာကြောင့်တပြေးပြေးလျော်ပါလာပြီ။ တချို့လဲပေါ်ကိုတင်းထားတယ်။လဲသုံးစီပြေးလို့ပြေးခင်ဖြစ်နေပြီဖြစ်တယ်။အဲ့ဒီအခါမမျော်လင့်တဲ့ဖြစ်ရတဲ့ကူကဖြစ်ပွားသွားခဲ့တယ်။ဝါခုတ်ရောင်မှာအစင်္ဂလာရဲ့ဘဲဘက်ပေါင်းဝါငုံစိုက်ဝင်မိခြင်းပဲ။ပြုတ်ကျသွားတဲ့ဝါငုံတစ်ဖက်ကတစ်ဖက်ကိုယံပြီးတော့အကြသူ့ရဲ့ပေါင်းကိုဝက်ချုံနဲ့ပတ်ထုတ်တယ်လို့ဖြစ်သွားခြင်းဖြစ်တယ်။အဲ့ဒါကြောင့်ဝဲချုံစားနဲ့ပေါင်ရင်ကိုသုံးလက်မခန့်စိုက်ဝင်ပြီးငါးလက်မခန့်အตาပြဲခတ်သွားတယ်။ဂျီဝင်းလှတောင်းတော့ကစိုက်ဝင်ပြီးတော့လဲချသွားတဲ့စင်္ဂလာကိုပွေဖက်ကြတယ် စိင်္ဂလာသတိလေးမတက် တကူလုံးတွန်းခိုက်ပြီးတော့ပေါင်ရင်ရသွေးတွေတလဲဟောထွက်ကြတယ်။ជីဝင်းနဲ့လှတောင်းကတဲကိုပွေယူလာကနေဆက်ရကုကိုရက်တွေပြီးဆက်ရက်တွေထားမရော့တန်ရကိုစီးနောင်ပေးကြတယ်။တန်ရအများရေကွာဖြစ်မှဖြစ်ရလေကွာ။ကဲရသလောက်ဝါးရည်နေပဲရွာပြန်ကြစို့။စိင်္ဂလာသတိမရတစ်ချက်ရတစ်ချက်နဲ့ကြောင်ကတန်းတွေစပြောတယ်။သတိလက်လို့ဖြစ်လာတယ်။ကြောက်ပါပြီဗျာကြောက်ပါပြီ။နောက်ဒါမျိုးမလုပ်တော့ပါဘူး။ စင်္ဂလာတက်အင်းအင်းညင်းညူနေတော့တယ်။ဘာတို့နဲ့ကျဝင်းကစင်္ဂလာရဲ့တန်ရာကိုပဆိုးဆုံးနဲ့စီးနောင်ပေးရင်တရားမျက်နာတယောက်ကြည့်ကြတယ်။ကုလားတောင်သူ့ဘာကိုကြောက်နေရလဲ။နောက်တာမျိုးမလုပ်တော့ဘူးဆိုတာဘာကိုပြောနေရလဲ။အဲ့ဒီအခါကုလားတောင်ကမင်းညံ့နေပတ်သူမြင်သမျှကိုဆက်ဆုံခင်းတော့တယ်။ဒီလိုဗျ။ဒီလိုမင်းညံ့နေပိုင်းကမြေပြောင်ပြောင်ကြက်တွင်းမှာသူ့ကိုချုပ်တွေ့လိုက်တယ်။ဘာလုပ်တယ်မှတ်လဲ။အဲ့ဒီတွင်းပေါက်သေးကိုကျင်ကြီးကျင်ငယ်တွေစွန့်ချတယ်ဗျ။ တားဖို့အချိန်မရတော့ဘူးအားလုံးမျက်စိမျက်နှာပြက်ကုန်နေဟာဒုက္ခပါပဲဒီလောက်တောင်မယိုင်းသလားကွာအယံမူးပြီးတော့တွင်းထဲပါချတာနေမှာပေါ့ဗျာဥပဒူဟာခေါင်းကိုတက်တက်ခါရံပြီးတော့ကဲကို့လူဘက်ကစော်ကားသလိုဖြစ်သွားပြီဟိကဲနေမဝင်ခွင့်ရွာရအောင်ခတ်တက်တက်သွားကြစို့လှဲပြင်တော့သူတို့အားလုံးတောင်းရင်ကိုစီခတ်တက်တက်လှုပ်ရှားလိုက်ကြတယ်နွားရီရေတိုက်ကြအစာဝအောင်ကျွေးကြဟိခက်မြဲမြဲ လဲသုံးစီရရွာစီကိုဝါရီကိုတင်ကအရင်စလိုမောင်းလာကြတယ်။ရှေဆုံးလဲမှာကိုလာတောင်ကြည်ဝဲနဲ့တန်ရရိနဲ့တတိယတစ်ချက်မရတစ်ချက်သွေးယူတွေ့ရန်ကြောင်ကဒန်းတွေရေရွပြီးတော့လူမမာတယောက်ပါလာတယ်။ကြည်ဝင်းအားစင်ကလာကိုပွေထားတယ်။စင်ကလာကတစ်ချက်တစ်ချက်မျက်ဖြူလန်ပြီးတော့အကြောဆွဲသလိုဖြစ်သွားတယ်။ခနာကောကတဆက်ဆက်တုံတက်ပြီးတော့ကြောက်ပါပြီဗျကြောက်ပါပြီဗျလို့ညင်းညူနေတယ်။ညင်းညူအော်ဟိရင်နဲ့ပါတချံရွေသွားကပစောင်ကတရေရီစီးကြလာတယ်။ မျက်လုံးလံပြီးတော့ជីဝင်းကိုမမြင်ဘူးတဲ့တကြိမ်တရားလိုကြည့်တယ်။အဲဒီနောက်မျက်လုံးကြီးပြူးထွက်ပြီးတော့အမလီဘီလိုကြီးဗျជីဝင်းလက်ထက်ကအတင်းရုံးကန်ရင်နဲ့သတိလစ်မေးမျောသွားတယ်။လျှော်ရွာလေးကိုကြရကြမ်းမောင်းဝင်လာတယ်။ရွာတကားကိုကြောင်းဝင်ဝင်လိုက်တာနဲ့စိန်ကလားရဲ့ခန္ဓာကိုယ်ကတီကောင်ကိုငရေမီပတ်လိုက်သလိုဖြစ်ဖြစ်လူဖြစ်ကယုတ်ချီငြိမ့်ချသွားတယ်။ကျေးရွာရဲ့တလေထုံးစံအရရွာတွင်တည်ဆုံးတဲ့အလောင်းမို့လို့ငါးရက်ချဖို့မိသားစုကဆုံးဖြတ်ကြတယ် နာရေးကိစ္စမှန်သမျှလက်ရဲစရဲလောက်ကန်ကြတဲ့ကလာသားတချို့ကအယံမူးအောင်တောက်ကြကစင်ကလာရဲ့ရင်ကိုခွဲဖို့ပြင်ကြတယ်။ရင်းနှံစီမိကျကြောင့်စတဲ့မပုံမတူတာရှိခံဖို့လက်လန်းမိသမျှပစ္စည်းတွေကိုရှာဖွေစုဆောင်ကြတယ်။ရင်ကိုခွဲပြီးတော့ပုံတိုးလွယ်တဲ့ဝမ်းတွင်းကလေးစားဥအသေးတွေကိုထုတ်ပြီးတော့ရင်းနှံစီမိကျကြောင့်တွေလောင်းထည့်ဖို့ဖြစ်တယ်။သို့မှသာငားရထားလို့ရပြီတယ်။အယံမူးရနေတဲ့လူသုံးယောက်ကရင်ညွန့်ယူမှချက်အတိဓာတ်ထက်ထက်နဲ့ မီးကပြောင်နဲ့ဆွဲချပြီးတော့ဘိုက်ကိုဖြွင့်လိုက်တယ်။ထထန်းဖြွင့်သွားတဲ့ဝမ်းဘိုက်ကိုငုံကြည့်နေတဲ့သူတို့ရဲ့မျက်ဝန်းတွေကရုတ်တရက်ပြူးကျဲသွားတယ်။ပါဇက်တွေဟသွားကြပြီးတော့ဝမ်းဘိုက်ကိုခွဲသူရဲ့မျက်ဝန်းတွေအဆမတန်ပြူးထွက်ပြီးတော့လက်ထရသားကရောင်ရမ်းပြီးတော့လွတ်ကျသွားတယ်။ကြံတဲ့နှစ်ယောက်ကနောက်ကိုအလန့်တကြားဆုံလိုက်တယ်။အဲဒီမှာတဲ့အယမှုသမား၃ယောက်ကစောစောအမတဝတောက်မျိုးထားတဲ့ရေရွှေကြီးရဲ့အာနိသင်တွေကယုတ်ကြီးလွင့်စင်သွားတော့တယ်။စင်ကလာရဲ့ဝမ်းပိုက်ထဲမှာ အရှင်လက်လက်မွေပွေးတကောင်ထွက်လာခြင်းမဟုတ်ကောင်းနှလုံးနဲ့အဆွဲပြူပြူဘီလူးကလေးတကောင်ငုတ်တို့ထထိုင်နေခြင်းလည်းမဟုတ်တုံးရောက်တော့သူတို့ရဲ့မျက်လုံးခြောက်လုံးကစင်ကလာရဲ့ဝမ်းပိုက်ထဲကိုတဖန်ပြုတ်ကျသွားပြန်နေထက်ချမ်းပွင့်သွားတဲ့စင်ကလာရဲ့ရင်ပတ်ချေးမှာဘာမှမရှိဝမ်းတွင်ကလေးစားဦးအသေးနှစ်ထီဖြစ်နေတဲ့ဟောင်းလောင်းပေါက်ဝမ်းပိုက်ကြီးတစ်လုံးသာမော်တော်ကားတာယာချုပ်အဟောင်းကြီးလိုအခေါင်းပေါက်ကြီးသာဖြစ်နေတော့တယ်ဇလန်လေးရောဒီမှာပဲပြပါပြီရှင်။ နောက်ဆက်ပြီးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။